အက်ကလစီကိုပွဲစဉ်မှာရီယယ်မက်ဒရစ်ကချာပီအလွန်ဆိုရဲ့ပြောင်မြောက်တဲ့နည်းပြူဟာခင်းကျင်းမှုဘယ်လင်ဟမ်အမ်ဘာပေရိုရဲ့ခြေစွမ်းပြမှုတွေနဲ့အတူထူဝမ်ရှာလန့်နဲ့အနိုင်ရရှိခဲ့တဲ့ဒီထက်ပိုပြတ်သားနိုင်တဲ့ခြေစွမ်းမျိုးကိုပြသနိုင်ခဲ့ပြီးတော့ဘာစီလိုနာအသင်းကိုပြီးခဲ့တဲ့ရာသီမှာရုပ်ပြဆင်ပြရှုံးနေခဲ့တဲ့အနေအထားကနေပြန်လာနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်ဒီနိုင်ပွဲလေးအကြောင်းကိုဒီဗီဒီယိုကနေသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုတော့ Winesberg ကနေအကြီးကကူညီပံ့ပိုးပေးထားပါတယ်စီတူ Opinion ကိုကြည့်ရှုနေတဲ့ပရိသတ်တွေအထက်က ဘလုံးအားကစားနေခြင်းခုံကျင်တဲ့ပရိသတ်တွေအတွက် Wines ဘက်မှာ Opinio ဆိုတဲ့ promo code ကို အသုံးပြုပြီးတော့အကောင့်ဖွင့်လင့်နိုင်ပါတယ်။ဒီဗီဒီယိုရဲ့ comment section မှာလည်း promo code ကိုချထားပေးမှာဖြစ်လို့ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ။အားလုံးပဲမင်္ဂလာပါစီတူအိုပီနီယိုကနေကြိုဆိုလိုက်ပါရယ်အခုတင်ဆက်ပေးချင်တာကတော့ Real Madrid 2 Barcelona 1လက်ရက်တပြက် review ပဲဖြစ်ပါတယ် El Clasico ပွဲစဉ်ပြီးတက်ခဲ့ပြီးတော့ဒီပွဲမှာ individual brilliance တွေမြင်ရတယ်ဒီပွဲအတွက်အထူးစဉ်းစားထားတဲ့နေပြည်တော်ခင်ကျင်းမှုတွေကိုမြင်တွေ့ရတယ်ပြီးတော့ intense ဖြစ်မှုကိုတွေ့ရတယ်အဲ penalty တွေ view က controversial တွေမြင်တွေ့ရတယ်ပြီးတော့ပွဲပြီးအဆုံးသတ်မှာလည်းပြင်းထန်တဲ့အပြိုင်မှုတွေ intense rivalry တွေအငင်းပွားမှုတွေပြီးတော့ရန်ဆောင်မှုတွေကိုမြင်တွေ့ခဲ့ရတယ်ဒါကြောင့်မလို့ထုံးစံအတိုင်းအဲယတပြည်စုံတဲ့အကလစီကိုအဖြစ်သတ်မှတ်နိုင်ပါတယ် real madrid ကတော့ဒီပွဲကိုထက်ထက်တန်တန်အနိုင်ရခဲ့တယ်လို့ပြောလို့ရတယ်ဒီပွဲအတွက် ရှင်းလင်းတော့ကစားသွားတဲ့ပုံပြီးတော့တို့ဒီပွဲကိုအထုတလဲစဉ်းစားပြီးတော့ idea ထုတ်လာတဲ့နီးပြူဟာအခင်းကျင်းနေရှိတယ်ပေါ့နော်အဲ့တော့ဒီအခင်းကျင်းကတော့ဒါဘယ်လင်ဟမ်ကိုအတုံးချပုံပေါ့အဲ့တော့ဂျာဗီလွန်ဆိုကပြီးခဲ့တဲ့အပတ်နိုင်ပွဲ ပြီးခဲ့တဲ့ကအာဒါဂူလဲနဲ့ဘယ်လင်ဟမ်ကိုကွင်းလင်မှာအတုံးချနိုင်တယ်လို့ပြောခဲ့တယ်အဲ့တော့ဒီနေ့ပွဲပွဲထွက်လာတဲ့ပုံကအာဒါဂူလဲဘယ်လင်ဟမ်ပြီးတော့ကာမာဗင်ဂါချွတ်မန်နီအဲ့တော့ဒီပုံစံဆိုတော့ကျွန်တော်တို့ကအက်တလက်တီကိုမက်ဒရစ်နဲ့ပွဲတော့ကပုံစံမျိုးလို့ ထင်ရတယ်ဗောနောပွဲမစခင်ကျွန်တော်တို့တနားရီလောက်လိုင်းအထွက်တော့အဲ့လိုမျိုးထင်သားကြတယ်ဒါပေမဲ့တကယ်တမ်းကစားတော့အဲ့လိုမဟုတ်ဘူးအာလာဂူလဲကအလဲမှာရှိတယ်ဘယ်လင်ဟန်ကညာမှာရှိတယ်လင်းနဲ့သုံးတဲ့ညာတောင်မန်ဆန်ဆန်လို့ယူဆရတယ်အဲ့လိုယူဆရတဲ့ပုံစံကနေဘလို့ထပ်ပြောင်းတယ်လဲဆိုတော့ကာမာဗင်ဂါကညာတောင်မန်ထွက်သွားတယ်သို့မဟုတ်ဘယ်လင်ဟန်နဲ့ကာမာဗင်ဂါနှစ်ယောက်က position နဲ့ interchanging လုပ်ပြီးအဲ့ဒီညာဘက်ချမ်းကိုတာဝန်ယူကစားတယ်အဲ့တော့ညာတောင်မန်ကစားသမားစစ်စစ်မပါဘူးမပါပေမဲ့ညာတောင်မန်မှာ CM နှစ်ယောက်ပေါ့နော်ဘယ်လင်ဟမ်နဲ့ကာမာဖင်ဂါတို့ကစားခဲ့တယ်အဲ့ဒီပုံစံလေးကတော်တော်ထူးခြားတယ်ဒီပုံစံကိုဘယ်သူမှလည်းမတွက်ဆထားဘူးကာမာဖင်ဂါကဘယ်တော့မှလည်းညတော်မှာကစားတဲ့ player မဟုတ်ဘူးသူ့အသုံးချသွားတာက Real Madrid ညတော်မှာအတွက်အသုံးဝင်ခဲ့တယ်ပြီးတော့ Real Madrid ညတော်မှာသူ့ရဲ့ဒီပုံမှန် natural right back မဟုတ်တဲ့ Valverde ကစားနေရဖြစ်တယ်ပေါ့နော်အဲ့ Valverde ကိုကာမာဖင်ဂါအနေနဲ့အများကြီးကူညီပေးခဲ့တယ်ပြီးတော့ ဖေဗာဒီဝေါ်ကလို့ပြီးအရှိပြေတက်သွားတဲ့အခြေအနေတွေရှိတယ်။အဲ့လိုအခြေအနေတွေမှာကာမာဗင်ဂါက backup အနေနဲ့နောက်မှချန်ချန်ပေးခဲ့တာကျွန်တော်တို့မြင်တွေ့ရလိမ့်မယ်။ပြီးတော့လိုရရင်လိုရတဲ့လိုမျိုးသူဟာဒီဘာစီလိုနာရဲ့ LB ပေါ့အလက်ဟန်ဒရိုဘယ်လ်တီကိုအမြဲတမ်းကတ်ထားတယ်။ပြီးတော့သူ့ဘက်ကပြန်ပြီးတော့ဖိအားပေးတဲ့အခြေအနေတွေလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။အထူးသဖြင့်ဒီအမ်ပါဖေကိုးသွားတဲ့ကိုးမှဆိုရင်ကာမာဗင်ဂါကဝေါ်ကနေပြေးသွားတယ်ပေါ့။အော်ရုတ်တရက်တော့ကြောင်းကာမာဗင်ဂါကဘာလို့အင်နာရောက်နေရလဲဆိုတဲ့အတွေ့မျိုးပေါ့လေ။အဲ့တော့အဲ့ဒီကိုးမှ ဘယ်လင်ဟန်ဖန်တီးပေးခဲ့တာတော့အရေးပါပါတယ်ဒါပေမဲ့အဲ့ဒီအရေးပါတဲ့မြင်ကွင်းထဲမှာကာမာဗင်ဂါကိုလည်းကျွန်တော်ရဲ့နှလုံးထဲကမထွက်ဘူးဖြစ်နေရပေါ့နော်ဆိုလိုချင်တာကဒီပွဲအတွက်ကြာပြီးအလွန်ဆိုဟာကာမာဗင်ဂါဆိုတဲ့ဟွက်ဖဲကိုပြင်ဆင်လာပြီးအဲ့ဒီဟွက်ဖဲကိုသုံးဆွဲခဲ့တယ်ပြီးတော့ဒီပွဲရဲ့အခြေအနေထဲမှာဆိုရင်ကာမာဗင်ဂါကိုကွင်းလေတဲ့ပြန်ပြီးတော့ထည့်တယ်ပေါ့နော်ကန်စစ်စူဖွဲမှုပုံပုံကောင်းမွန်အောင်ဒီ shape ကိုသုံးတယ်လို့ကျွန်တော်တို့ယူဆရမယ်ပြီးတော့ဒီပွဲအတွက် man of the match ကတော့ ပွဲပြနေတဲ့အချိန်မှာတောက်လေးမှာတော့အမ်ပါဖေလို့ထိုးသွားတယ်ဒါပေမဲ့ကျွန်တော်ကတော့ဘယ်လင်ဟမ်လို့ပဲသတ်မှတ်ချင်တယ်ဒီပွဲအတွက်ခန်းစစ်မှာလည်းဘယ်လင်ဟမ်အရာအကူရတယ်စနဒက်ဖန်ဆစ်မစ်ဖီးနေရာတဲ့အထိကိုသူလိုက်ပြီးကစားပြီးတော့မြင်ရတယ်ကွင်းလယ်မှာလည်းဖန်ဆင်နေနဲ့အသင်းကိုပံ့ပိုးပေးခဲ့တယ်အမ်ပါဖေရဲ့ဂိုးကိုပေးသွားတာကလုံးဝမတ်စတာကလပ်အရင်အရင်ကိုလှပတဲ့ assist အဖြစ်ကျွန်တော်ကတော့သတ်မှတ်ချင်တယ်ဒီဘက်ကိုလှည့်တယ်ပြီးတော့ pass ဆိုဒီဘက်ချင်းချင်းပြန်လှည့်လာပြီးတော့ Mbappe ရဲ့ပြေးလည်နေကိုလှလှပပထိုးထည့်ပြီးသွားတယ်။ Mbappe ကလည်း perfect အဆုံးသတ်သွားတယ်အဖွင့်ကိုရရှိခဲ့တယ်ပေါ့နော်အဖွင့်ကိုကအရန်ရေးပါတယ်ပြီးတော့ဘယ်လင်ဟန်ပေးသွားတဲ့ပုံစံကိုကျွန်တော်ကတော့အရန်ရန်သဘောကျမိတယ်လက်ထွက်သွားတဲ့ပုံစံပိုသဘောကျတယ်ပေါ့နော်ပြီးတော့အဲ့ဒီလုံးလဲလားဆိုတော့မဟုတ်ဘူးတောက်လျှောက်ဒီအရှိကိုထိုးပေးတဲ့ဘောလုံးတွေရှိတယ်ပြီးတော့သူကိုယ်တိုင် carrying လုပ်သွားတာရှိတယ်အဲ့တော့ progression ကိုသူက passes နဲ့ကိုပြီးတော့ဒီ via carry နဲ့ကိုနှစ်ခုစလုံး progression လုပ်သွားတာကိုကျွန်တော်တို့မြင်ရတယ်ဟုတ်ပြီအဲ့ဒါဆိုဒါတွေမဲလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူး ထူဝမ်းပြစေမဲ့ကိုသူတွင်းခဲ့တယ်ပေါ့နော်ဒါကတော့အိနားရောက်နေလို့တွင်းနိုင်ခဲ့တာပါအိနားရောက်နေရဆိုတာကိုကဘယ်လင်ဟန်ရဲ့ဒါ go for ဒီ i for go ပေါ့နော် i go for သူမှရှိရေလှုပ်ရှားနိုင်ခဲ့တော့မြင်ရတယ်ပြီးတော့ဒီထက်ပိုတဲ့စွမ်းဆောင်ရည်က off the ball off the ball မှာဒီဘယ်လင်ဟန်နေအများကြီးလှုပ်ရှားနေတာမြင်ရပြီးတော့ဖမပိုင်းမှာတချိန် carreras နဲ့ area ရှိကိုဖျက်ချိုးပေးတယ်သူဘယ်နဲ့ပြေးကန်တာမျိုးအဲ့လိုမျိုးသူ့ကိုလူကပ်ဖို့အတွက်အဆိုင်ချကိုဘယ်သူနဲ့အဆိုင်ချမှာပက်ဒရီနဲ့အဆိုင်ချမှာလား ဒါမှမဟုတ် Fremin Lopez ကသူ့ကိုလိုက်ခဲ့ရမှာလားဒါမှမဟုတ် Rashford ကသူ့ကိုလိုက်ခဲ့ရမှာလားအရန်ကောင်းစားခဲ့တယ်လို့သူဟာလည်းအလုပ်တွေအများကြီးလုပ်သွားတယ်အဲ့ဒီခုနအရာအလုံးပေါင်းဆက်ထားတာဖြစ်တဲ့အတွက်သူ့ကို defensive duty အနေနဲ့ Barcelona တံပြန်ဖို့လည်းခက်ခဲခဲ့တယ် Bellingham ကသူ့လိုရမဲ့တာဝန်တွေ execution အကောင်းဆုံးလုပ်သွားခဲ့ပြီးတော့ဒါဒီတောက်လျှောက်ဆိုတလို့ခြေစွမ်းနေပြန်ပြနေဒီဘွဲမှာလဲ goal assist တော့သူလုပ်ပြီးသွားတာဟုတ်အမြင်တွေ့ခဲ့ရတယ်ဗောနော် ဲ့တော့ဘာစီလိုနာအသင်းဘက်ကဒီပွဲမှာဘာမှမတုံ့ပြန်နိုင်ခဲ့ဘူးလို့ပြောလို့ရတယ်ဗောနော်အဲ့တော့ဘာစီလိုနာတိုက်စစ်ကတော်တော်လေးအသက်မဲ့နေတယ်ပြီးတော့ဒီပွဲအတွက်အရန်အရေးပါတယ်ကစားသမား Vinicius Vinicius ကြောင့်ဘာစီလိုနာရဲ့ကစားကွာကတော်တော်လေးပြတ်သွားတယ်လို့ပြောလို့ရတယ်ပြီးတော့ခွန်တဲကို Vinicius ကတောက်ရှော့တော့ကပေးတယ်ခွန်တဲဘာမှလုပ်လို့မရဘူး ခွန်တဲ့အလုပ်ကအရှိကိုတက်လာပြီးဘူးလို့လေပေါ့နော်တက်လာပြီးမှသာလာမင်းရှမအတွက်တွဲပတ်ရရှိမှာအဲ့တော့ဒါကဘလို့အရေးကြီးလဲဆိုတော့ဥပမာအခု CAM နေရာမှာ Framin Lopez ပါတယ် Framin Lopez ကိုလည်းသွင်းသွားတယ်ခြေစွမ်းလည်းပြတယ်ကောင်းလည်းကောင်းတယ်ဒါပေမဲ့ Framin Lopez ရဲ့ကစားဟန်ကသူက vertical ပို့ပြီးတော့ဆက်တယ်ပြီးတော့သူက pass ਆ မဟုတ်ဘူးသူက eight pass တွေကိုလက်ခံတယ်လို့ပြီးတော့သူက combo တွေဖြစ်ဖို့အတွက်လိုက်ပြီးတော့ဒီတောင်းပန်တွေထွက်ပြီးတော့ချိန်တယ်လို့မဟုတ်ဘူး အဆိုလိုချင်တာအဲ့နေရာမှာ almost ဆိုရင်တော့ကိစ္စမရှိဘူးဒါ Rafinha ဆိုတဲ့ကိစ္စမရှိဘူးဘာလို့လဲဆိုတော့ဒီကစားသမားတွေကတွဲပြီးတွဲပြီးတဲ့ nature ပါပြီးသားပေါ့နော်အဲ့တော့အဲ့ nature နဲ့အတူ Lamine Yamal ကလည်းဒါချိတ်ဆက်ကစားလို့ရတယ်အခုကအဲ့ဒီချိတ်ဆက်ကစားမှုလည်းမရဘူးပြီးတော့ဒီယောင်တို့ Pedri တို့ကလည်းအဲ့နေရာအထိလိုက်မလာဘူးအဲ့တော့အရန်နိမ့်တဲ့ပွဲတွေမှာတော့ဒီယောင်ကအဲ့ဒီအရှိအထိတက်နိုင်တက်နိုင်မယ်ဒါပေမဲ့ဒီလိုမျိုးအရေးကြီးတဲ့ပွဲမှာအဲ့လောက်ထိလိုက်လို့နေလို့မဖြစ်နိုင်ခွန်နေကလည်းမဖြစ်နိုင်အဲ့တော့အရှိကိုတက်ဖို့မဖြစ်နိုင် Vinicius ကတစ်ချိန်လုံးဒုက္ခပေးနေတယ်အဲ့ဒီအတော့ လာမင်းကျမကလုံးဝ100%လုံးလီဖြစ်ခဲ့တယ်ပြီးတော့သူကိုယ်တိုင်ကလည်းခြေစွမ်း out နေတယ်အရန်ကို form out နေတယ်စက်ခံမှုမပြေဝလာဘူးလဲကျွန်တော်တို့မြင်တွေ့ရတယ်ဗောနော်အဲ့ညာအောင်လို့ပေါက်ဆက်လိုက်တဲ့အခါမှာတော့ဘာစီလိုနာရဲ့ creative force ကြီးဖြစ်တယ်လာမင်းကျမစီကကျွန်တော်တို့ဘာဆိုဘာမှမတွေ့ခဲ့ရဘူးသူလုံးနေရလေးတော့ရှိရတချို့ဥစားလေးဒါပေမဲ့အဲ့ဒါတွေကလည်းဘာအဖက်မှမတင်ဘူးတချို့တော့အလုံးနေဖန်ပြလိုက်တာတော့ရှိရအဲ့ဒါကလည်းဘာအဖက်မှမတင်ဘူးခြုံပြောခဲ့ရရင်လာမင်းကျမကလုံးဝဒီဘက်မှာ silence ဖြစ်ခဲ့တယ်အဲ့တော့ ရာဖီညာတို့လေဗန်ဒေါစကီတို့ပါနေရင်တော့လာမေဂျာမာဆိုင်လန့်စ်ဖြစ်ခြင်းကအဲ့လောက်ကြီးပြဿနာမဟုတ်ပါနဲ့ဒီဘက်မှာလည်းဘယ်သူမှပါမနေဘူးတိုက်စစ်မှာလည်းဖရန်တိုရက်စ်ကိုတုံးခဲ့တယ်ဖရန်တိုရက်စ်ကပုံမှန်အဖြစ်တော့တော်တော်လေးဘာစီလိုနာအတွက်အသုံးဝင်တဲ့ပလေယာဒါပေမဲ့အခုသူဒန်ယာပြဿနာကချက်ချင်းပြန်ထရတယ်အဲ့တော့သူ့မှာမက်ရီတန်မရှိဘူးအဲ့မက်ရီတန်မရှိဘဲနဲ့တန်းပြီးတော့ဝင်ကစားတယ်ဒါကဂမ်ဘယ်ပဲဘာလို့လဲဆိုတော့သူ့မသုံးဘူးဆိုရင်လည်းဘာစီလိုနာရဲ့ present system မှာ လိုအပ်ချက်တွေရှိတယ်အဲ့ဒါကြောင့်မလို့ Ferran Torres ကိုတုံးခဲ့တယ်ဒါပေမဲ့ match return မရှိတဲ့ကစားသမားဖြစ်နေတဲ့အခါမှာတော့သူ့ရဲ့ခြေစွမ်းကိုကျွန်တော်တို့လုံးဝမမြင်တွေ့ခဲ့ရဘူးအဲ့ဒီဒီစွန့်စားမှုဆန်ဆန်နဲ့တုံးခဲ့တယ် Ferran ကိုတုံးခဲ့တဲ့ဆုံးဖြတ်ချက်ကအကောင့်ထဲမှာပေါ်ခဲ့ဘူးပေါ့နော်အဲ့တော့အဲ့ဒီချက်ကလည်းအရေးကြီးခဲ့တယ်အဲ့တော့ဒီပွဲမှာဆိုရင် Rashford နဲ့ Fermin Lopez တို့ကောင်းတယ်ဒီရောင်လည်းကောင်းတယ်ပက်ဒရီကလည်းဒီအနီကဒါထိသွားလို့ပေါ့နောက်ပိုင်းမှာ သူကစားတာကသူကသူလုံးစရာရှိတာသူပုံမှန်လုံးတဲ့အတိုင်းလောက်တောင်မြင်ရတယ်ပြီးတော့နောက်ထပ်တစ်ချက်ဘက်ထရီအနေနဲ့ဒီချက်ပို့လို့ဖို့ကလည်းမဖြစ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ရှင်းရှင်းလေးကာမဗင်ကလည်းအိပ်ပါမှာရှိတယ်ဘယ်လင်ဟန်ကလည်းခန်းစစ်ကစားလာအရင်ကောင်းတယ်စန်ဒါဇုံကလည်းချူအမန်ဒီရထောက်ထားတယ်အဲ့ဒီဘက်မှာကစားအရင်ကောင်းတဲ့ဗယ်ဗာဒီရှိတယ်ရီယယ်မက်ဒရစ်ခန်းစစ်ရဲ့ခန်းစစ်ကစားပုံအကောင်းဆုံးမီဒီထောင်းရှိတယ်ဘက်ထရီရှိနေတဲ့ဇုံကဒီကွင်းရဲ့အခက်အခဲဆုံးဇုံဒါကြောင့်လေဘက်ထရီကစားတတ်တဲ့ ကစားလေးရှိတဲ့ကစားခွင်ထဲမှာအလွန်ဆိုအနေနဲ့ကာမာဗင်ဂါကိုသွားထောက်ထားတယ်လို့ကျွန်တော်အနေနဲ့ယူဆမိတယ်။ကာမာဗင်ဂါရဲ့အလုတ်ကသူ့ရဲ့ဒီပင်မဒီအလုတ်ကညတော်မန်တချမ်းတစ်ချောင်းလုံးကိုလူတယောက်ပူပေါ့နော်ခန်းစစ်အမြင်အပြည့်အဲ့နေရာမှာ Brian Diaz တို့ Master Two တို့တို့အဲ့လောက်ခန်းစစ်အလုတ်မလုံနိုင်ဘူး။အဲ့လောက်ကွင်းလေကိုမပေါင်းမင်းတာအဲ့ကွင်းလေကိုပေါင်းပေးဖို့ကလိုတယ်ဘာလို့လဲဆိုတော့ Patriot Power Rangers ဆွမ်းဆောင်ရင်ရှိတယ်အဲ့တော့အဲ့ဒါကိုသူကလိုက်ပြီးကာပေးတာလို့ကျွန်တော်ကတော့မြင်တယ်ဒါကတော့ကျွန်တော်ရဲ့အမြင်ပေါ့နော်ဒီပွဲထဲမှာ အဲ့အချက်ကိုမြင်ရတယ်အဲ့တော့ပက်ဒရီကဘာလုပ်လို့ရလဲဆိုတော့သူလည်းဒီထက်ပိုလုံးဖို့ကမဖြစ်နိုင်ဘူးသူ့ကိုကန့်သက်ထားတာအဲ့လိုမဒီထက်ပိုလုံးအောင်လုပ်ဖို့မဖြစ်နိုင်အောင်ကန့်သက်ထားတာဖြစ်တဲ့အတွက်ပေါ့နော်ပြီးတော့ဒီဘွဲ့မှာဒါပက်ဒရီနေနဲ့နှစ်ဝါတည်းနေထိခဲ့တယ်ပထမအဝါကလွတ်သွားပြီ Vinicius လုံးဝရွတ်လွတ်သွားပြီအဲ့တော့ပက်ဒရီကလည်းလုံးဝရွတ်လိုက်ဆိုရတယ်ပေါ့နော်ရုပ်တော်တော်တော်လေးပေါက်တယ်ဒါပေမဲ့လည်းဒါ tactical form ဖြစ်တဲ့အနာတရဖြစ်စေလို့ခြင်းမဟုတ်ဘူးအဝါကပေါ့နော်ဆိုဆွဲရတော့အဲ့လိုမြင်မှုသမျှဆွဲတဲ့အထဲမှာ ရုပ်ပေါက်ဆုံးစရင်းတွေကိုကျွန်တော်ထည့်လို့ရတယ်ဗောနော်ဘာလို့လဲဆိုတော့စတောလန်းဆွဲရုံနဲ့ဟိုဘက်ကလည်းမလဲဘူး Vinicius ကအဲ့တော့ဆွဲရင်ဆွဲရင်လည်း battery ပါပါသွားတဲ့ပုံစံမျိုးတော့မြင်ရတယ်ဗောနော်ရုပ်တော့ပေါက်တယ်ဒါပေမဲ့အဲဒီ Titan နဲ့ပြစ်တယ်အဝါကထိသွားတယ်ဗောနော်အဝါကထိသွားတယ်ပြီးတော့ဘွယ်ပီကန်ဒီမှာဆွဲပြေးရင်းနဲ့ဒါကကြတော့မတင်မတ်တဲ့တိုက်ကန်လို့ပြောရမှာဗောနော်အချိန်လွန်သွားတယ်ချွေမနေကိုထိသွားတယ်ချွင်းချက်မရှိပဲဒါကလုံးဝဖြစ်တဲ့ဖြစ်တိုက်တဲ့နှဝတန်ဒီဖြစ်တယ်ဗောနော် battery ထွက်သွားတယ်ဗောလေအဲ့တော့ဒီဖြစ်ရက်ကစပြီးတော့ ပွဲကပြီးနေပြီ96လောက်ဖြစ်နေပြီဝင်ပြီးမှာကတော်တော်လေးလှုပ်လှုပ်ရှားရှားလေးဖြစ်တယ်ပွဲပြီးမှလည်းလှုပ်လှုပ်ရှားရှားလေးဖြစ်ခဲ့တာကိုကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်ပွဲထဲမှာလည်းအဲဒီတိုင်းလူကြီးရဲ့ဆုံးဖြတ်ချက်ပါပွဲစကလေးက Vinicius ကို Lamine-Jamal ရဲ့ဖျက်တော်မှုကြောင့်ပနတီဖြစ်မဖြစ်ပေါ့နော်ဒါကိုစစ်ဆေးခဲ့ကြတယ်ပနတီတော့မဖြစ်ခဲ့ဘူး Lamine-Jamal ကဘောလုံးကိုမဆိုးတလောက်လေးထိသွားရလို့ဆုံးဖြတ်ခဲ့တယ်ပေါ့ဒါကြောင့်မလို့ပနတီတော့မဖြစ်ခဲ့ဘူးစကလေးကအဲ့လိုစားတယ်ပြီးတော့နောက်ထပ်မကြပါဘူးပထမပိုင်းခက်စောစောမှာပဲ Mbappe တော်တော်လေးလှပတဲ့ကိုတကူကိုအသွင်းယူခဲ့တယ်။ Fermin Lopez နဲ့ဒီ Aragulay ရဘောလုံးရှင်လူချင်းကလည်းထွက်လာတဲ့ spilt ဖြစ်လာတဲ့ဘောလုံးအဲ့ဒါ Ampapé volley ကန်ထည့်သွားတာ။ဒါပေမဲ့ VAR ကနေကြည့်တဲ့အခါမှာ semi automated offside system မှာကြည့်တဲ့အခါမှာတော့ Ampapé မစိုးတလောက်လေးလူကျော်နေတယ်။မြင်တာမမြင်ရဘူးဘောနော်ပွဲအတွင်းမှာပြခဲ့တယ်မြင်ဝင်ရမြင်တာမမြင်ရဒါပေမဲ့ဒါကအဲဒီဒီစနစ်ဒီမှာအများနဲ့ကျွန်တော်တင်ပြလေးရှိသလိုအဲကျွန်တော်တင်ပြရတော့မို့ဒါက ဒီသူတို့လုပ်နေတဲ့အလုပ် operation လုပ်တဲ့သဘောတရားပေါ့နော်အဲ့ဒါကအမြင်ပိုင်းဆိုင်ရာသိပ္ပံပညာရှင်တွေရဲ့အကူအညီတွေပါဝင်နေအဲ့တော့ဒီအနေအထားမှာတော့မြင်တော့မမြင်ရအောင်ဒါပေမဲ့ဘယ်လိုမျိုးကျွန်တော်တို့ယူဆလို့ရတယ်ဆိုတော့လက်အစွန်ပေါ့နော်အစွန်အားဖြင့်ကြည့်မယ်ဆိုရင်တော့မကြုံဘူးဒါပေမဲ့ तू ကလက်အစွန်ကြည့်တာမဟုတ်ဘူးဂျိုင်းရတိုင်းတာဖြစ်တယ်ပေါ့နော်အဲ့တော့ position အနေအထားရအမ်ဘာပေရဲ့ဂျိုင်းကအရှိန်နည်းနည်းပိုရောက်နေတယ်လို့ယူဆလို့ရနိုင်တယ်အဲဒီအနေအထားမှာရှိတယ်ဒါကဒီ semi automated system ကထုတ်ပေးလိုက်တဲ့ပုံအရာပေါ့နော်အဲ့တော့အဲ့ပုံအရာဆိုတော့ကျွန်တယ်လို့သတ်မှတ်ရမယ်လောကနာတပြားလေးပဲလောက PC လေးကျွန်တာလို့ဖြစ်တယ်ဒါပေမဲ့လေကျွန်တယ်လို့ပဲပြောရမှာပေါ့နော်အဲ့တော့ကိုတော့ကိုခဲ့တဲ့အရန်လာပါတဲ့ကိုတို့ကိုကတော့အဖက်မတင်ခဲ့ဘူးနောက်ပိုင်းသိမ့်မကြခင်မှာဘယ်လဟန်ဖန်တီပေးမှုကနေအမ်ဘာဘီအကောင်းဆုံးသုံးသက်သွားတယ်ပေါ့နော်အဲ့ဥဆောင်ကို real ပြန်ပေးလိုက်ရတဲ့ခြေပါကိုကလည်းဘာစီလိုနာရဲ့ပထမပိုင်းမှာရှာရှာပပရရတဲ့အခွင့်ရေးလို့ပြောရမယ် အရာကူလည်းအလဲမှာမှားတယ်ပေါ့နော်မှားတဲ့ခါမှာဒါဖြတ်တောက်ရယူခံလိုက်ရတယ် rush force ကြီးရတော့ rush force ပြန်ပေးတယ် framing ပိတ်သွားတယ်ပေါ့နော်အဲ့တော့ framing ကတော့ goal သွင်းဖို့အတွက်အမြဲတမ်းအဆင်သင့်ရှိနေတယ်ကစားသမား rush force ကလည်းဒီပွဲမှာအမ်ပြောမှဆိုထူးထူးခြားခြား real madrid ကိုဟိုလှုပ်ခတ်အောင်လုပ်နိုင်တယ်ကစားသမားလို့ပြောလို့ရတယ်ပေါ့နော် rush force ရဲ့အားပေါ့ဒီ rush force ရဲ့ကစားအားကတည်တာတယ်လာမင်းဂျမာကကြတော့ဒီပွဲမှာဘာမှမလုပ်နိုင်ခဲ့ဘူးပေါ့လေအဲ့တော့ရှင်းကြည့်မယ်ဆို rush force ရဲ့စွမ်းဆောင်ရေကျွန်တော်ဒီနေ့ခြားခြားမြင်ရတယ် amber pay ကလည်း တော်တော်လေးအမ်ကောင်းခဲ့တယ်ပေါ့နော်တစ်ချိန်လုံးသူပြည့်ထွက်ဖို့ပြည့်ထွက်ဖို့ပြင်ဆင်နေတာကြီးကတော်တော်ကြောက်ဖို့ကောင်းတယ်အဲ့တော့ဘာစီလိုနာခံစစ်ဘာဖြစ်လဲဆိုတော့လောကကိုယ့်ရုပ်ကာယကြီးကိုယ့်ရုပ်ကာယကြီးဖြစ်နေကြအောင်တစ်ချိန်လုံးမြင်တွေ့ကြရတယ်ဆက်လက်ပြီးတော့ပေါ့နော်၄ဘွဲ၅ဘွဲလောက်ရှိပြီဘာစီလိုနာခံစစ်ရဲ့အခုလို shaky ဖြစ်နေမှုပေါ့ဒီဘွဲမှာတော့ပိုပြီး shaky ဖြစ်ခဲ့တယ်ပြီးတော့ goal တွေ assist တွေမရပြင်မဲ့ကျွန်တော်တို့မေ့ထားလို့မရတဲ့ကစားသမားရှိတယ် Vinicius ကအရန်ရန်ရေးပါခဲ့တယ်အဲသူက the good and the bad လို့ပြောရမှာပေါ့ဆိုးတာကကျွန်တော်ဘာမှမဟုတ်သူ့ရဲ့ manner ဘိုင်းဆိုင်ရာ ဟိုအပြတ်တန်ခဲ့မှုပေါ့နော် manner display ကတော့တော်တော်လေးဆိုးတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ခြေစွမ်းကတော့တော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်တယောက်ချင်းဒီကျွတ်အောင်ချွတ်တဲ့နေရာမှာလက်ရှိဘလုံးကပိုင်အကောင်းဆုံးလို့ပြောလို့ရတယ်ပြီးတော့သူကကျွတ်အောင်ချွတ်ပြီးတဲ့အချိန်မှာနောက်ထပ် next move ကိုလုပ်တဲ့အခါမှာလေအရန်ကောင်းတယ်ပေါ့နော် Real Madrid 2-1ဖြစ်သွားတယ်ကိုကလည်းသူ့ရဲ့ကောင်းကြောင်အကောင်းမွန်မှုကြောင်ရတာပေါ့နော်အဲ့တော့ဒီဘာမှဟိုမဖြစ်နိုင်တဲ့ free kick တစ်ခုကနေ Vinicius ကိုအတိုးပေးပစ်လိုက်တယ်။ Vinicius ကအဲ့ဒီမှာနှစ်ယောက်ရှိတယ်သူ့ကိုကတ်ထားတာ အဲ့နှစ်ယောက်ရှိတဲ့အနေထိုင်ရောက်အောင်လွတ်အောင်ကျွတ်အောင်ထွက်သွားပြီးတော့ဖြတ်တယ်ပေါ့ပေးလိုက်တယ်ဘီလီထောင်းပြန်ချပေးတယ်ဘယ်လင်ဟံလုံးဝ ice cool ပိတ်သွင်းသွားတယ်ပေါ့နော်ဒါကတင်တာမြင်တာရှိဇုံဖြစ်ရတဲ့ခုပေါ့အဲ့မတိုင်ခင်မှာလဲတစ်ချိန်ပြီးတစ်ချိန်တစ်ချိန်ပြီးတစ်ချိန် तू သူ့ကိုမနိုင်ဘူးပေါ့နော်သူ့ကိုမနိုင်မဲနဲ့ तू အများကြီးလှုပ်ပေးခဲ့တာကိုကျွန်တော်တို့မြင်တွေ့ရတယ်တကိုးတကိုးသေးတယ်အမ်ဘာပေလွတ်ကျွန်နေလို့အဲဒီဘယ်လင်ဟမ်ကန်လိုက်တယ်ထွက်လာခြင်းမှာအမ်ဘာပေထက်ကန်တယ်အဲ့အဟာတွေကလည်းဒီ Vinicius ရဲ့လှရှားမှုတွေအကြောင်းရှားတာပေါ့လေပြီးတော့ဒါ ဘယ်လန်ထိုးပေးလိုက်တာကနေအမ်ပါပေပြန်ချပေးတယ်ဖီနီရှက်စ်ပြီးပြီးတော့ကန်ရမှာဒါပေမဲ့အမ်ပါပေပေးတာတကယ်တော့ execution သိမ့်မကောင်းအဲ့တော့ perfect မဖြစ်ပဲねဗီနီဆက်ကထိန်းလိုက်ရတယ်သူကကန်မှုပြေးလာတာအဲ့နားလည်မှုနဲ့လွယ်သွားပါဘောနော်အဲ့တော့ကန်မှုပြေးလာတာမကန်လိုက်ရပဲねဒီဘက်ကိုပြန်ပေးတာမျိုးအဲ့တော့ဗီနီဆက်ကိုဟိုတော်တော်လေးထိန်းရတာခက်ခဲတယ်ထိန်းလို့လည်းမရခဲ့ဘူးအဲ့ဒီအတွက်လည်းပေးဆက်ရရရှိနောက်ထပ်တစ်ချက်ကအဲ့လိုက်ထိန်းနေရတာ ਨੇ တင်ခွန်ဒေးတို့ရဲ့ဒီညာချန်ကစားပုံဘောနော်အဲ့ဒါကလည်း ပြက်ရွံ့တယ်ပေါ့နော်အဲ့တော့ဒီလိုနေရာပြင်ဖင်နေဆက်ကဒီပွဲကိုအကျိုးပြုခဲ့တယ်သူစီကတန်ပတ်လို့ပြောရတာတော့လူစားလဲတဲ့အချိန်မှာပွားစီပွားစီလုပ်တယ်တော်တော်တန်ရုံမဟုတ်ဘူးသူကတော်တော်တော်ဆိုးရွားတဲ့မန်တာလို့ပြောရမှာပေါ့နော်ထုတ်ခံကွင်းထဲကဒီလူစားလဲခံရတဲ့အနေထားကနေသူဟိုးအထဲတည်းမပြီးသေးမပြီးအထဲဝင်သွားတဲ့တန်တယ်လို့ဝင်သွားတန်တယ်ရပြန်ထွက်လာတယ်ဒီအရန်ကုံမရောက်တဲ့အရန်ကုံရရောက်တဲ့တိရှိလည်းမပြီးသေးဘူးတောက်လျှောက်ဆိုလို့သူစီကဟိတက်နေတာကိုမြင်ရတယ်ပေါ့နော်ဒါကဥမာထားပါတော့အလွန်ဆိုးကိုသူမကျင်တတ်ဘူးပေါ့ဟုတ်ပြီ ဒါကိုဒါကိုလက်ခံပေးလို့ရရင်တော့ရိုဒရီဂိုကမကစားတယ်မစားတယ်တဲ့ကစားတယ်မဟုတ်ဘူးပေါ့နော်အဲ့တော့ဒီလိုမျိုး respect တော့အများကြီးရှိတယ်နေပြီးတော့သူ့အနေနဲ့ဒီအလွန်ဆိုတာသူ့ကိုကြည့်တာမကြည့်ဘူးဖတ်တာမလုပ်ဘူးပေါ့နော်လက်ထောင်ဒီပြားတွေကိုလည်းအပြင်းထန်စောတာကတက်နေတယ်ပါစီပါစီလုံနေတာမြင်ရတယ်ပေါ့နော်အဲ့တော့ဒီမန်နာစီကတော်တော်ဆိုးတယ်ပြီးတော့ပွဲအပြီးမှလည်းရှံပွဲအတွင်းဆောင်တဲ့ဖြစ်ရတယ်ရှိတယ်ပေါ့နော်အဲ့မှလည်း Vinicius စစ်တုံးပြန်မှုက အားလုံးရန်ဖြစ်ဖို့အတွက်ဒါဆူနေကြတာပဲဒါပေမဲ့တကယ်ရန်ဖြစ်ဖို့ဒါဆူနေတဲ့ player အချင်းချင်းတောင်မှအဲ့လောက်မဆို Vinicius ကအရန် aggressive ဖြစ်တယ်အော်လူရာထက်ပိုပြီး aggressive ဖြစ်တယ်ဆိုတာတော့အဲ့လိုသုံးတော့ဟာတော့ဟိုမရှိဘူးဗောနော aggressive ဖြစ်တယ်ဆိုတာ aggressive ဖြစ်တာပဲဒါပေမဲ့အဲ့ aggressive ဖြစ်နေတဲ့လူတွေအကုန်လုံးထဲမှာမှာဒီ Vinicius ဆိုတဲ့ကစားသမားလောကနောက်ထပ် league တစ်ခုရောက်နေတယ်ဗောနော်အဲ့တော့ဒါကြီးကတော့ manner ဘိုင်းဆိုင်ရာ display မှာ တော်တော်ဆိုးရွားတဲ့ပုံစံလို့ပဲတတ်မှတ်ရအောင်ဘာဖြစ်ဖြစ် classical ပွဲက စောင့်ကြည့်ခြင်းစောင့်ကြည့်ခြင်းစရာကောင်းခဲ့တယ်စောင့်ကြည့်ရကြိုလဲနှက်ခဲ့တယ်ဒီအလွန်ဆိုးရမထင်မထားတဲ့ tactical twist တွေကိုမြင်ခဲ့ရတယ်ပြီးတော့ပွဲအချိန်အတွင်းမှာပဲ2-1ဖြစ်သွားပြီးတော့အနေထားမှာသူ့အနေနဲ့ defensive setup တွေကိုပြန်ပြီး solid ဖြစ်အောင်လို့ပြန်ပြီးတော့ pragmatic ဖြစ်ဖြစ်ကစားတာကိုကျွန်တော်တို့မြင်ရတယ်အလွန်ဆိုးရဲ့ဒီ in game decision တွေပြီးတော့ဒီပွဲမတိုင်ခင်ချမှတ်ခဲ့တဲ့ tactical instruction တွေအားလုံးကအရန်ထင်ကြီးဖို့ကောင်းတယ်ပေါ့နော် ပြောမဆိုရင် तू က modern နီးပြ modern ကိုသွားမဲ့ပုံစံနဲ့ तू ချပြနေဒါပေမဲ့သူ့စီမှာ Ancelotti ကိုစီကသင်ယူထားတဲ့အဲဒီဘယ်လိုပြောမလဲ K-house K-house style လောမဟုတ်ပါဘူးဒါပေမဲ့ K-house မှာအသုံးချခဲ့တဲ့ညံညညံတဲ့ပေါ့အဲ့ဒါကြီးလည်းရှိတယ်ပြီးတော့ K-house မှာအရန်တွင်ကျဲခဲ့တဲ့လက်တွေ့အသုံးချမှုတွေသူ့စီမှာရှိတယ်အဲ့ဒါတွေကို तू ထုတ်ပြခဲ့တယ်သူ့ရဲ့ tool box ရှိတယ်နီးပြလည်းမှာ tool box ရှိတယ်အလွန်ဆိုတဲ့ tool box tool box ကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်သူအပတိုင်းပတ်တိုင်းသူ့မှာထုတ်ပြနေတဲ့အရာလေးတွေရှိတယ်ပေါ့နော်ဘာပြောပြော တေချာပေါ့ဖိုက်တင်တဲ့နိုင်ပွဲဖြစ်ကျွန်တော်ကတော့တတ်မှတ်ခြင်းနဲ့ပြီးတော့ drama တွေနဲ့လည်းထပ်ပြီးတော့ဖြစ်ဖြစ်ခဲ့တဲ့တော့အမ်ပြောမှဆိုတော်တော်လေးပြည့်စုံခဲ့တဲ့ Classico တခုကိုခံစားခဲ့ရတယ်လို့ကျွန်တော်ကတော့ပြောခြင်းနဲ့ Barcelona ဘက်ကကြည့်ရင်တော့ပုံမှန်မြင်တွေ့နေကြ Barcelona စီက colorful ဖြစ်တဲ့ပုံစံအဲ့ဒါကိုလုံးဝမမြင်ခဲ့ရအောင်အဲ့တစ်ချက်ကတော့အားမရအောင်ကြံတဲ့အချက်တွေကတော့တော်တော်လေးအားရဖို့ကောင်းတဲ့ Classico အဖြစ်ကျွန်တော်ကတော့မြင်မိပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆောင်ရွက်ပါမယ်ခင်ဗျာ